တတော်လန်းလန်းမီရဲ့ကာလမှာပေါ့နော်အဲ့မဂဇင်းပို့လာတွေပါတွေကိုဟိုပါပါပေါ့အဲ့လိုကတော့ကျွန်မရင်ကျွန်တော်ကလည်းဟိုအခုပြောသလိုပေါ့နော်ကျွန်တော်ကစတိုင်ရဆိုတော့ကျွန်တော်စတိုင်ရရေးတယ်ဆိုမဆောင်းဘူးကျွန်တော်ကိုယ်တိုင်ကစတိုင်ရကြီးဖြစ်ရတာလားအဲ့လိုမျိုးတွေကိုကဟိုကိုကိုအင်တာအထင်ကြီးတာလေအဲ့ကကျွန်တော်တို့ကာလကြီးစစ်တန်းကိုတန်းဆယ်တန်းပေါ့နော်အဲ့ကာလတွေမှာသူကမော်ဒန်နဲ့ပတ်သက်တဲ့ကိစ္စ ไอ้โมเดิร์นเนี่ยปัจจัยกิจาติดเคซ่าอ่ะเปียเคซ่าซ่าไปมาဟုတ်တယ်ไอ้โมเดิร์นเนี่ยปัจจัยกิจาเคซ่าไปเลยกูอ่ะตะแกโหโมเดิร์นกูน้าเหล่เด้โหเสียหาดิป้อเนาะเสียหายดิเสียหาดิเสียหามาดิเนี่ยกูอ่ะแลละล้ําไปดาแล้วไม่รู้အဲ့တို့ရေးတာတွေကိုတို့ကအတိတ်ပဲရှိဆိုတာရေးထားတဲ့ဥစ္စာကိုကဖတ်တယ်ကိုနားလဲခြင်းဆိုလို့နားလဲတယ်ပြီးကိုကကိုလည်းပြန်ပြီးတော့ရေးနေတာရေးတယ်ကွာရေးတော့ဘယ်လိုပြောမလဲပေါ့ကောင်းကင်ဘောကပဲပြုတ်တွေယူလာချတဲ့အချိန်မှာဓာတ်တိုင်ကိုမှီနေတာငါမဟုတ်ဘူးလို့ပါ မဘာရေးတာလဲဆိုတော့ဘာရေးမှမသိဘူးကိုကိုရေးနေတာလေအဲ့လိုမျိုးနဲ့ဟိုပို့ဒီပို့တော့တော့ပို့ဘူးတယ်ဟာပို့ပို့တော့ထုံးစံတိုင်းပေါ့ဗျာအဲ့ဒီမှာဒီဘာပေါ့အစင်တန်းရှိတဲ့ editor စီရောက်သွားမှတော့ဒီဘဲကကောင်မှမသိတဲ့ဟာဘာရေးတာမှမသိဘူးဆိုတော့ပယ်ကွာဆိုတော့လေပယ်တော့လေပြုံးပြုံးမယ်ဟာအဲ့ပြုံးပြုံးမဲမှာမှာဘာဟွာဖြစ်လဲဆိုတော့အဲ့ကျွန်တော်ခုနကပြောထားတဲ့ကိစ္စပေါ့နော်အဲ့အခွေကိုကျွန်တော်ထပြီးတော့လှုပ်တော့ဘယ်သူမှမထုတ်ဘူးလေငါဟာငါထုတ်မယ်ငါတကောကောတာလေ လူငယ်စိတ်ပေါ်တည်ရမှာအဲ့လိုမျိုးอ่ะကျွန်တော်စာပေဖြတ်သန်းတဲ့ကာလမှာကြုံမှုတယ်ကြုံမှုတယ်တဲ့အမှတ်တရအမှတ်တင်တယ်ရှိတာတော့ကျွန်တော်စာမှုကိုကြပြာရောပါရောဘယ်သူမှမယွေဘူးတော့ဩအောင်မြင်မှုပေါ့နော်အောင်မြင်မှု